အိန္ဒိယလူမျိုးတွေရဲ့ထမင်းအိုးကြီးချက်နီးဒီနေရာကတော့မင်္ဂလာခံမဟုတ်တလို့အမှိုင်ရှင်းလင်းတဲ့နေရာလည်းမဟုတ်ပါဘူးဒါအိန္ဒိယလူမျိုးတွေဟင်းချက်ဖို့အတွက်အသုံးပြုတဲ့အိုးကြီးကြီးပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီလိုတွေရဲ့ခေါင်းဆောင်ကလူတွေလှူထားတဲ့ဆန်အလူအမိုင်အိတ်ပလတ်စတစ်အိတ်တွေနဲ့တခြားမထင်မှန်ထားတဲ့ပစ္စည်းတွေကိုစုထားခံလိုက်ပါရင်ဒီလိုနဲ့အချိန်ကြာလာတဲ့အခါမှာတော့ခြေပလာနဲ့လူတွေကအမိုက်တွေကိုရှင်းလင်းဖို့ပြင်ဆင်ကြပါရင်ဒီလိုနဲ့သူတို့ကပါဝင်ပစ္စည်းတွေကိုရှင်းလင်းပြီးတဲ့နောက်မှာတော့အိုးရဲ့အောက်ခြေကိုပါတိုက်ချွတ်လိုက်ပါရင် အဲဒီနောက်မှာတော့သူတို့ကအိုးကိုဂင်းကမြည်ရင်လည်းဒေချာရေးဆေးပြီးရေနည်းနည်းဖြည့်ထားလိုက်ပါတယ်။မြည်ဟာဝါချင်းချင်းရောင်ရှိပေမဲ့လည်းအတုံးပြူဖို့တော့တန်ရှင်းမှုအလုံးလောက်ရှိပါတယ်။တစ်ချိန်တည်းမှာပဲသူတို့ချက်မဲ့ဟင်းလျာကိုပို့ပြီးအရသာရှိစေဖို့အတွက်ဟင်းခန့်အမွှေးအကြိုင်မျိုးမျိုးကိုအိုးထဲထည့်ထည့်လိုက်ပါတယ်။ဒီလိုနဲ့ရေဆူလာတဲ့အချိန်မှာတော့သူတို့ကအိုးထဲကိုတကြားထည့်ထည့်လိုက်ပြီးခေါပြားတွေနဲ့အဆက်မပြတ်မှွေနေလိုက်ပါတယ်။ခဏအကြာမှာတော့သူတို့က ဆံပမာဏအများကြီးကိုအိုးထဲထည့်ထည့်လိုက်ပါရင်အဲ့ဒီအိုးကြီးဟာ10မီတာကျယ်ပြီးတော့6မီတာအမြင့်ရှိတာကြောင့်ဆင်းဆဲကောင် လောက်တောင်အိုးထဲထည့်ပေါင်းထားလို့ရပါရင်ပြီးရနောက်မှာတော့သူတို့ကထောပတ်စီတွေကိုအိုးထဲထည့်ပြီးမှွေလိုက်ပါရင်ဒါအပြင်သူတို့ကအမြင်နှားစေဖို့အတွက်တီဟိုဇီးနဲ့ပက်စတာချီရိုဇီးတွေကိုလည်းအိုးထဲထည့်ထည့်လိုက်ပါရင်ဒီလိုနဲ့ထမင်းချက်သွားတဲ့အခါမှာတော့လူတစ်ယောက်ကအိုးထဲကိုလှေကားနဲ့ဆင်းပြီးထမင်းတွေကိုတပုံးချင်းစီခတ်ထုတ်ပေးရပါရင်ကျန်တဲ့လူတွေကတော့ထမင်းတွေကိုတန်မုံအကြီးကြီးထဲမှာထည့်ပြီးညစာခင်းချင်းမှုပြင်ဆင်ထားလိုက်ပါရင်